ဘာကသာတွေကိုကျွန်တော်ပါဝင်လာခဲ့တာတော့2006ခုနှစ်လောက်တည်းကစပြီးတော့ပေါ့နော်ဒီကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့ကြိုးပမ်းတယ်လို့ပြောရမှာပေါ့2006မှာအာကျွန်တော်တို့ကအမေရိကန်စင်တာအစကြီးလိုက်မှာဟိုဒီဗီဂျန်ကုန်းမြို့မှာရှိတဲ့အကျောင်းတီးတီးမှာအတက်နေတဲ့ကျောင်းသားတွေနဲ့ကျွန်တော်တို့စုံဖြစ်တယ်ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းတွေကအာတနေ့ရောက်တနေ့ရစီမှာပေါ့ဗျာအဝေးမှာပဲကျွန်တော်တို့ခွဲထားတာဗျာ အဲ့တော့ကျွန်တော်တို့တွေတယောက်နဲ့တယောက်ဆုံပြစ်ဖို့ဆိုတာမလွယ်ကူအဲကျွန်တော်တို့ရန်ကုန်စီးပွားရေးတက္ကသိုလ်ဆိုရွာသားကြီးမှာရှိတယ်အဲအနောက်ပိုင်းတက္ကသိုလ်ဆိုလို့ရှိရင်ဒါထန်းတပင်မှာရှိတယ်ဒါတကုံတက္ကသိုလ်ဆိုရင်တော့တကုံမြို့တက်မှာရှိတယ်အဲ့လိုပဲမော်ဘီနီးပညာတက္ကသိုလ်တို့နောက်ပြီးတော့ကျွန်တော်တို့အာဒီအရှိပိုင်းတက္ကသိုလ်ဆိုလို့ရှိရင်တန်လင်ဘက်မှာပေါ့နော်တာဝါမှာရှိတယ်တယောက်နဲ့တယောက်ကအဝေးကြီးပဲဟိုကြောင်းသွားတာလဲရန်ကုန်မြို့နယ် -20 ကျော်တွေပဲ ဲ့လိုသွားတာမျိုးဆိုတော့ကျွန်တော်တို့ကကိုယ်ကြောင်ရောက်ပြီဆိုရင်အပြင်ကိုပြန်ထွက်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့တယောက်နဲ့တယောက်ဆုံဖို့ဆိုတာတိတ်မဖြစ်နိုင်ဘူးကျောင်းသားတွေအကုန်လုံးစုစည်းပြီးတော့တက်ကတူကျောင်းသားတွေစုစည်းပြီးလို့ရှိရင်နိုင်ငံရေးလုံမာတွေဟိုနိုင်ငံရေးစိတ်ဝင်စားမာတွေကျောင်းသားသမဂ္ဂဖွဲ့စည်းမာတွေကိုစစ်အာဏာရှင်ကအမတန်ကြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုအဲ့လိုအခုလိုတီးတက်တနည်းအားစီမှာ ခွဲထားတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။ဟောအဲ့တော့ကျွန်တော်တို့ကစုစည်းခြင်းတယ်။တမကဖြစ်မြောက်ကြီးကိုကျွန်တော် ဖန်တီးခြင်းတယ်ကို့เจ้าမှာကိုတမကဖွဲ့စည်းဖို့အတွက်တချောင်းချင်းစီစူးစီးနေလို့မရဘူးဒီကျွန်တော်တို့เจ้าထဲမှာဆိုလို့ရှိရင်နိုင်ငံရေးနဲ့เจ้าသားနဲ့ကင်းဝေးအောင်လို့ဖန်တီးထားတာအဲဒါကြောင့်เจ้าထဲမှာတမကအကြောင်းပြောလို့ရှိရင်ဟိုအဖက်ဖက်ကိုကြောက်ရတယ်เจ้าအနာပိုင်းနေရောเจ้าသားထဲမှာထည့်ထားရဲ့ spine နေရောအဲလိုမျိုးဆက်ရဖတော့ဘာလို့ကနေပြီးတော့ထည့်ထားရဲ့လူတွေလည်းရှိတယ်အဲဘလို့မှမဖြစ်နိုင်အောင်ဆိုတော့ကျွန်တော်သိတယ်အဲ့တော့เจ้าတိုင်းမှာเจ้าတိုင်းမှာရှိတယ် ဒီတက်မကဖွဲ့စည်းခြင်းနဲ့ကျောင်းသားလူငယ်တွေစုစည်းရမယ့် platform တစ်ခုကျွန်တော်တို့ရှိဖို့လိုတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့လုပ်ချင်တာကတနိုင်ငံလုံးကိုကူစားပြုတဲ့ကျောင်းသားတက်မကပေါ့နော်။ဘာကတောက်ကျွန်တော်ပြန်ဖွဲ့ချင်တာ။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲဒီ American Center Library မှာစုံကြရဗျာ။ကျွန်တော်ကျောင်းသားကြီးစုံပြစ်တဲ့ခါကျတော့စနေနေ့တိုင်းစာဖတ်ဝိုင်းလုပ်တယ်။ဒီစာဖတ်ဝိုင်းမှာနိုင်ငံရေးကြီးဆွေးနွေးတယ်။ဒါလည်းလျှို့ဝှက်ပဲဗျ။အပြင်ကိုသတင်းပေါက်လို့မရဘူးအပြင်ကိုသတင်းပေါက်ရင်ပြဿနာတက်မှာအာကျွန်တော်တို့စိုးစိုးစစ်စစ်ဖန်ခံရမှာ ဒါကြောင့်မလို့ကျွန်တော်တို့ဟျူယူကုတ်ဝက်ပဲကျွန်တော်တို့ဒီလိုပဲစာအုပ်သွားဖတ်တယ်အင်္ဂလိပ်စာသွားသင်တယ်ဒီလို cover story တွေနဲ့ကျွန်တော်တို့ကသွားစုံကြတာသွားစုံကြပြီးတော့အဲ့ဒီမှာရှိနေဒီတမကဒါစိတ်ဝင်စားတယ်ပေါ့တမကဖွဲ့စည်းခြင်းနဲ့ចောင်းသားရအပြင်မှာတိတက်ပြန်တွေ့ရပြန်ဆွနွေ့ရအဲ့လိုပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်2000ဒီ6ခုနှစ်မှာအရွှေဝါရောင်တန်ခါရေခင်မဖြစ်သေးဘူးအဲ့တော့2000ခုနှစ်မှာကြတော့နည်းနည်းလှုပ်လှုပ်ခက်ခက်တွေဖြစ်လာပြီး နှလို့ခက်ခက်တွေဖြစ်လာပြီဆိုတာကတော့ဗျာအာဒီကုံစည်းနှုံပြဿနာပေါ့နော်လောင်စာစီပြဿနာတွေပါပြီးဖြစ်ပြီးတော့မှဂန်းလျှောက်တာဆန္ဒပြတာတွေ88မျိုးဆက်တွေဖန်ခံရတာတွေနောက်ပြီးတော့ဒီ NLD ကိုဝင်းရံတဲ့သူတွေဖန်ခံရတာတွေလည်းရှိလာတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့မဖြစ်မနေဒီတက်မကဖွဲ့စည်းဖို့အတွက်လိုအပ်လာပြီဆိုပြီးယူဆပြီးတော့ကျွန်တော်တို့တက်မကကို2000ဒီ တန်ခါကြီးအရေးခင်မဖြစ်ခင်တော့စက်တင်ဘာမှမတိုင်ခင်တည်းကကျွန်တော်တို့ကဩဂတ်လမှာပဲကျွန်တော်တို့ရှုဝတ်စွာဖွဲ့စည်းပြီးမှကြေညာချက်တွေထုတ်တယ်ကြေညာချက်တွေထုတ်ပြီးတော့မီဒီယာတွေနဲ့အင်တာဗျူးပေးတယ်ကျွန်တော်စဖွဲ့တော့ကလူ၄ယောက်လောက်နဲ့စခဲ့တယ်နောက်ပိုင်းကျတော့ကျွန်တော်တို့နဲ့အာထိစက်နေတယ်ယုံကြည်စိတ်ချရတဲ့ចောင်းသားရဲဘော်တွေတငယ်ချင်းတွေအကုန်လုံးဖြည်းဖြည်းချင်းဖြည်းချင်းဒါကျွန်တော်တို့ဒီမီအောက်လှူရှာမှုစီယုံရေးတထန်နဲ့ပဲချိတ်ဆက်ပြောဆိုရင်းနဲ့ပဲကျွန်တော်တို့အင်အားစုဟာ

ခွန်အားစပြီးတာဝန်ယူရတဲ့ကာလမှာဘာတွေတာဝန်ယူခဲ့လဲဆိုလို့ရှိရင်တော့ဗျာကျွန်တော်ကတိတိကျကျတော့ဟိုမှာဟို position နေနဲ့ယူခဲ့တာမျိုးမဟုတ်ဘူးဟို spoke person တယောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတယ်ပြောရေးဆိုခွင့်ရှိသူပေါ့အဲ့မှာကျွန်တော်တို့ interview တွေနိုင်ငံတကာ media တွေပေါ့လေအထူးသဖြင့်ကတော့ကျွန်တော်တို့ဒီ RFV တို့ TVV တို့ဟောအများကြီးပါပဲအဲသူတို့ကတော့အရင်ခက်ကခက်ပြိုင်တို့ hit တိုင်းတို့ ဟိုအေယာဝတီတို့အကုန်အစုံရှိတယ်အဲပြည်ပမှာရောက်နေတဲ့မီဒီယာတွေကပို့ပြီးအဓိကကြတာပေါ့လေဒါတော်လိုင်းရေးအင်အားစုဘက်ကဟာပြည်တွင်းမှာလည်းအဲ့တုန်းကမီဒီယာတိတ်အားမကောင်းအဲ့ဒီဘိုင်းတွေမှာကျွန်တော်ကဟာပြောရေးဆိုခွင့်ရှိသူဖြစ်နေပြောရတာရှိတယ်ကိုလင်းထက်နိုင်ရပြောရတာရှိတယ်အဲများသောအဖြစ်ကိုမေးခွန်းနေကျွန်တော်ဖြေရတာပေါ့ဗျာအာတတိယနေ့တော့ကိုဟိုဘဂတာနဲ့ပတ်သက်တဲ့တတိယနေ့ကိုလင်းထက်နိုင်ပြောရတယ်နောက်တစ်ခုကျွန်တော်ကစူပေါင်းခေါင်းဆောင်မှုနဲ့ပဲတွားခဲ့တာ စူပေါင်းကောင်းဆောင်မှုနဲ့ဆိုတော့ဘသူကဥက္ခရာဘသူကတွင်ငင်မှုဟာဘသူကအာတင်းနဲ့ပြန်ကြရေးဆိုတာမျိုးမရှိဘူးကျွန်တော်တို့အကုန်လုံးစူပေါင်းပြီးတော့ဟာဆုံးဖြတ်ချက်တွေချတယ်စူပေါင်းပြီးတော့ကျွန်တော်တို့အကောင့်ထဲပေါ်ဆောင်ရွက်တယ်အဲ့လိုပုံစံမျိုးပြီးတော့ကျွန်တော်တို့က UG ဆိုတော့ဟို position တွေကကျွန်တော်တို့တိတ်ပြောထားလို့မရဘူးအလင်းသိရင်တင့်တယ်လို့လောက်ရတာဆန္ဒပြလဲကျွန်တော်တို့ပဲအရှိတန်ပူးသွားဝဲလဲကျွန်တော်တို့ပဲအဲအကုန်လုံးကကျွန်တော်တို့ကစအဆုံးအကုန်လုံးကရှေ့မှာပါတယ်ပေါ့နော် အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့တွားခဲ့ကြရတယ်။အဓိကတိုက်ပွဲပေါ့နော်။တိုက်ပွဲဆိုတာကတန်ခါအရေးခင်မှာတန်ခါတော်တွေနဲ့အတူချီတက်ဆန္ဒပြတဲ့တိုက်ပွဲတွေအဲဒီလိုလမ်းမှာတရားဟောရတာတွေကျွန်တော်တို့ရှင်အလန်းထောင်ရတာဗနိုင်းကင်ရတာတွေအကုန်လုံးပါပဲအကုန်လုံးတာဝန်ထမ်းဆောင်အကုန်လုံးလုပ်ကြအာအရေးခင်းကိုဖြိုခွဲပြီးတော့မှကျွန်တော်တို့ကိုလိုက်လံဖမ်းဆီးတဲ့အချိန်တွေမှာဆိုလို့ရှင်ကျွန်တော်တို့ကအဲ့လို safe house တွေတစ်ခုပြီးတစ်ခုပြောင်းပြီးတော့နေရတယ်အာ safe house တွေပြောင်းနေရပြီးတော့မှကျွန်တော်တို့တွေက အဲအဲ့မှာပဲကျွန်တော်တို့တွေအင်တာဗျူးတွေဆက်လုပ်တယ်ကမ်ပိန်းတွေဆက်လုပ်တယ်ဒီလိုပုံစံမျိုးနဲ့နောက်ဆုံးဖမ်းခံရတဲ့အချိန်ထိပေါ့အဲဖမ်းခံရပြီးထောင်ထဲ၄နှစ်ကြာသွားပြီထောင်ကပြန်လွတ်လာတဲ့2012မှာပေါ့ကျွန်တော်တို့ကတမခါကိုစနစ်တကျပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အဲကျွန်တော်တို့အကုန်လုံးပြန်စုစည်းတယ်အချင်းထောင်အသီးသီးကလွတ်မြောက်လာတယ်ဘဂဒတ်ចောင်းသားတွေပေါ့အကုန်လုံးပြန်စုစည်းပြီးတော့မှအဲ့ချိန်ကျတော့မှအာဘဂဒတ်များဖွဲ့ချုပ်ကိုကျွန်တော်တို့က အာ CWC ကိုစတင်ဖွဲ့စည်းတာပေါ့အဲစတင်ဖွဲ့စည်းတဲ့အခါမှာရန်ကုန်နေမကဘူးကျွန်တော်တို့မန္တလေးမှာရှိတဲ့ရဲဘော်တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီ CWC ကိုတိုးချဲ့ဖွဲ့စည်းတဲ့အခါမှာအာအောက်ပမာပြီးတော့အထက်ပမာပြီးတော့အတူတူပဲပေါ့ဗျာပေါင်ပါတယ်ပေါ့အဲ့ဒီအချိန်ကျတော့မှအာဒီចောင်းသားလူတွေကဒီတက်မကနေမှာပါဝင်နေတဲ့ရဲဘော်တွေကကျွန်တော်ဟိုလား အဥက္ကရာဖြစ်နေရွေးကောက်တင်မြောက်တယ်ပေါ့နော်ရွေးချက်တင်မြောက်တယ်ပေါ့ရွေးချက်တင်မြောက်လေဆိုတာကအစည်းအဝေးဆုံးဖြစ်ချက်အရာပေါ့အော်အဲ့မှာကျွန်တော်ကတော့ဟောဘာကသမြာဖွဲ့ချုပ် CWC ရဲ့ဥက္ကရာဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေါ့နော်၂012ကနေ2016ထိပေါ့နော်အဲ့အဲ့ဒီကာလအတော်အတွင်းမှာတော့ကျွန်တော် CWC ရဲ့အဲဥက္ကရာဖြစ်တာဝန်ယူပြီးတော့မှာအာကျွန်တော်ចောင်းသားလို့အရေးကြီးလှူရှားရတယ်အာဒီចောင်းသားနိုင်ငံကြီးကိုလှုပ်တယ်ပေါ့ဗျာအာဒီ2015ပညာရေးတပိတ်ကာလတွေမှာလည်းကျွန်တော် ပါဝင်ဖြစ်တန်းခဲ့ပါတယ်။နောက်ကနေတမကဖြစ်တန်းမှုကဗျာအာအဲ့ဒီကာလအပိုင်းခြားမှာတိုက်ပွဲတဒံဘလို့တဒံလဲဆိုလို့ရှင်ကျွန်တော်တို့ကအာចောင်းသားរីကြီးပဲစုစည်းပြီးတော့ဥဆောင်ပြီးမှအာတိုက်ပွဲဝင်တဲ့တဒံတော့မဟုတ်ဘူးဗျာတပေါင်းစုတဒံပဲပေါ့ဗျာအ အာចောင်းသားပါမယ်တန်ကပါမယ်အလုသမားပါမယ်နောက်ပြီးလို့ရှိရင်လူငယ်ပါမယ်ပေါ့နော်ဟာအာပြီးလို့ရှိရင်ဝန်ထမ်းတွေလည်းပါတယ်ပေါ့ဗျာတချို့ဝန်ထမ်းအနေငယ်ပါမယ်ပေါ့ဝန်ထမ်းဆိုအစိုးရဝန်ထမ်းတော့မဟုတ်ဘူးပေါ့နော်အစိုးရဝန်ထမ်းအလုထုတ်ခံရတဲ့ပုံစံမျိုးတွေအရင်တော့ကလည်းအာဒီထောင်ကြခုတဲ့နိုင်ငံကြီးကျင်သာဟောင်းတွေသူတို့တွေနဲ့လည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်ရတာရှိတယ်။အဲလူငယ်ကြီးဆိုလို့ရှိရင်တော့လေအခု generation wave တို့ပါတော့ဟိုအဲ့လိုကာလမှာဖွဲ့စည်းခဲ့တာဟို ူတို့တွေနဲ့လည်းကျွန်တော်တို့ကတင်ငယ်ချင်းနေပါပဲအဲသူတို့နဲ့ချိတ်ဆက်ပြီးဆောင်ရွက်ရတာမျိုးရှိရပါတော့အဲတော့အခုဟိုဟာကြိုးပေးခံရတဲ့အဲကိုစီယာတော်တို့ဘာလို့ဆိုရလဲကျောင်းသားအဲလှုပ်လှုပ်ရှားမှုမှာတော့သူတို့ကမပါဘူးဆိုပေမဲ့လူငယ်လှုပ်ရှားမှု generation wave တဲမှာပါတော့ဟိုကျွန်တော်တို့တွေနဲ့ inline ဖြစ်ပါတယ်ဟိုအဲ့လိုပုံစံမျိုးပေါ့နော်တန်ခါရီကတော့ဒါဒါအရေးကြီးတဲ့တန်ခါအတ္တမကီတို့တန်ခါတပ်ပေါင်းစုတို့ကခေါင်းဆောင်ပေါ့တန်ခါတော်တွေဆရာတော်တွေနဲ့ကျွန်တော်တို့เนี่ยဆက်သွယ်ပြီးမှ အာလုံရှားရတာမျိုးကြီးရှိတယ်။နိုင်ကျင်ဟောင်းတွေကတော့88မျိုးဆက်တွေရောနောက်ပြီး6698မျိုးဆက်တွေရောအာသူတို့တွေနဲ့လည်းကျွန်တော်တို့ကထိဆက်ရတယ်။အလုံသမားသမကအဲထောင်ထောင်ကြခဲ့ပူးတဲ့အဲဒီ88ကအလုံသမားအဖွဲ့ဝင်ဟောင်းတွေရဲဘော်ဟောင်းတွေသူတို့တွေနဲ့ကျွန်တော်တို့ကအများကြီးပေါ့နော်။ဟိုတွေ့ပြီးမှလှုပ်ခဲ့ရတာမျိုးကြီးရှိတယ်။အဲ့တော့အမျိုးသမီးတွေနဲ့လည်းတွေ့ပြီးမှပေါ့နော်။ဒီအမျိုးသမီး ဟိုနိုင်နိုင်ချင်းဟောင်းနေနေပေါ့ကျွန်တော်တို့ကချိတ်ဆက်ပြီးမှဆောင်ရွက်ရတာမျိုးတွေလည်းရှိပါတယ်အဲအဲ့လိုမျိုးကျွန်တော်တို့ကတွားတဲ့အခါမှာ UG ပုံစံနဲ့တွားတယ်အဲ UG ပုံစံနဲ့တွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာဒီဆန္ဒပြပွဲရှိရင်ကျွန်တော်တို့တွားတယ်အဲဆန္ဒပြပွဲမရှိရင်တော့ကျွန်တော်တို့က safe house တွေထဲမှာနေတယ်အာဒီလိုချိတ်ဆက်ပြီးတော့မှအာအင်အားစုတွေကိုတိဆောက်တယ်ဒီလိုပုံစံမျိုးတွေနေပဲကျွန်တော်လုပ်နိုင်တယ်ဟိုចောင်းထဲမှာပြန်ပြီးတော့မှဝင်ပြီးတော့မှစီယုံဖို့ဆိုတာမလွယ်ကူ ကျွန်တော်တို့တွေကဝရမ်းကက်ခံလိုက်ရပြီဆိုတဲ့အချိန်မှာကြောင်းတွေကိုသွားလို့မရတော့ဘူးဟိုအဲ့လိုပုံစံမျိုးတွေတော့ဖြစ်သွားတယ်ဗောနော်အဲ့တော့အပြင်ကနေပြီးတော့ပဲကြောင်းသားတွေကိုကျွန်တော်တို့ကချိတ်ပြီးတော့မှတကြောင်းပြီးတကြောင်းတကြောင်းပြီးတကြောင်းဟိုကျွန်တော်တို့ကကြောင်းသားတမကအဆက်အသွယ်ရအောင်လို့ဖန်တီးပြီးလို့ရှိရင်တမကကိုတိုးချဲ့ပြီးတော့အင်အားစုစီးရတာမျိုးတွေတော့ရှိတာဗောဟိုအဲ့အချိန်လုံးကဘာကသအနေနဲ့ဘာတွေအဓိကထားပြီးတောင်းဆိုလို့ရှားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကစစ်အာဏာရှင်ပြုတ်ကြရေးပဲအဓိကထားပြီးတောင်းဆိုလို့ရှားတယ် အကျောင်းသားအခွင့်အရေးတွေကိုကျွန်တော်တို့အားခဏဖယ်ထားရတာခဏဖယ်ထားရဆိုတော့ကျောင်းသားအခွင့်အရေးရလိုအပ်တယ်ကျွန်တော်တို့သိတယ်ပညာရေးစနစ်ကြီးကတော်တော်လေးကိုပျက်စီးဆိုးဝါးနေတယ်ပညာရေးစနစ်ကြီးကျွန်တော်တို့တွေဟိုအစောပိုင်းမှာပြောသလိုပဲအကျောင်းကိုအဝေးကြီးသွားတက်ရတယ်ကျွန်တော်တို့အတွက်က ferry ကားကြီးလည်းမလုံလောက်ဘူးကျွန်တော်တို့ကဘာ facility မှမရှိဘူးကျောင်းထဲမှာအာပြီးလို့ရှိရင်ကျွန်တော်တို့ကကျောင်းသားကြီးနေမကောင်းထိုင်မကောင်းဖြစ်လို့စိတ်ုံစီခန်းတော့ဟိုမှာဝေးတဲ့နေရာတွေဗျာ ဲ့လိုမျိုးတွေပေါ့နော်ចောင်းလာကရေးလည်းပဲပေးရတယ်ပတ်စံလည်းကျွန်တော်တို့မတက်နိုင်ဘူးအဲ့လိုမျိုးတွေအခြေအနေမျိုးမှာចောင်းသားအခွင့်အရေးတွေကမလိုဘူးလားဆိုတော့လိုတယ်အဲ့ဒါတွေကိုကျွန်တော်တို့အဓိကထားပြီးတောင်းဆိုတာမျိုးမဟုတ်ပဲねကျွန်တော်တို့အဓိကထားတာဒီစစ်အာဏာရှင်စနစ်ကြီးလုံးဝပြုတ်ကျသွားပြီးဒီ system တစ်ခုလုံးပျောင်းလဲသွားနိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ပညာရေးစနစ်တစ်ကပေါ်ပေါက်လာမှာပဲကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပညာရေးကိုတိဆောက်နိုင်လို့ရှိရင်ចောင်းသားတွေလိုအပ်တဲ့လိုအပ်ချက်တွေအကုန်လုံးဟို တက်နိုင်ကြမြတ်ဖြည့်စည်းနိုင်မှာပဲဆိုတဲ့အတွေးနဲ့ကျွန်တော်တို့ကစစ်အာဏာရှင်စနစ်ကိုပဲဥတီပြီးမှတိုက်ခဲ့တာဗျအဲအဲ့ကလာတော့ဟောနော်အဲ့လိုကျွန်တော်တို့အဲ့လိုမျိုးယူဆခဲ့တယ်အဲ့လိုမျိုးတွေးခဲ့တယ်ပေါ့နော်ဘဂတမြတ်အဖွဲ့ချုပ်ရဲ့ဒီဒီ2000ရွှေဝါကြောင့်ဖြတ်တန်းမှုကာလအလျှောက်လုံးမှာကျွန်တော်တို့ကចောင်းသားအရေးတက်တက်နဲ့ကျွန်တော်တို့တောင်းဆိုလို့ရှာတာမျိုးမဟုတ်ဘူးចောင်းသားအရေးတဲ့ကြော်လွန်ပြီးမှနိုင်ငံရေးကိုတောင်းဆိုလို့ရှာတာနိုင်ငံရေးဆိုတဲ့နေရာမှာလည်းပဲပြည်သူလူထုဟိုတည့်ရလုံး မှာတောင်းဆိုနေတဲ့အတိုင်းပဲကျွန်တော်တို့ကဒါပြည်သူနဲ့တသားလေးပဲရှိနေတယ်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစစ်အာဏာရှင်စနစ်အကျုံးမဲ့ဖျက်သိမ်းရေးဒါကိုကျွန်တော်တို့တောင်းဆိုခဲ့ကြတယ်အာကျွန်တော်တို့ရဲ့ဆလုကန်အိုက်ကာလာမှာဆိုလို့ရှိရင်စစ်ကြုံမခံဒုတွန်းလန်ခွတောင်းအလန်လွှင့်ကြဆိုဆိုတဲ့ကျွန်တော်ကျူးကျော်တန်နေပဲကျွန်တော်တော်လန်တိုက်ပွဲဝင်ခဲ့ကြပါတယ်ဗျာ